ားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့အခုပေါ်တော်မူဖះလေးတောဖို့မှာဖြစ်ပါတယ်ဖះသမိုင်းကြောင်းလေးလည်းသိသလောက်ရှင်းပြပေးပါမယ်နော်ယခုရောက်ရှိနေတာကတော့ကြိုက်လက်မြို့မှာတည်ရှိတဲ့ဥယျံဝပေါ်တော်မူတတဌာနဖះဝင်းတွင်းထဲမှာဖြစ်ပါတယ်ဒီနေ့မြေကတော့တတက်လွန်နေမြေဖြစ်ပါတယ်ရှင်ဖះဝင်းတွင်းထဲမှာဖះစီရီတွေအများကြီးတည်ထားကိုယ်ွယ်ထားပြီးတော့ပေါ်တော်မူမြမုတ်တော်ဆုတောင်းပြေဖះကတော့ဒီနေ့တကွင်းမှာပေါ်တော်မူဖះဆိုပြီးတော့ထင်ရှားပါတယ်ရှင်ယခုဥယျံဝသာသနာနေမြေကြီးကအရင်တော့လေကွင်းဖြစ်ခဲ့ပါတယ်ဒီလေကွင်းထဲမှာလေသမားတွေလေထွန်ကြရင်းနဲ့ထဲထိုးတဲ့အခါမှာယခုဖះလေးကိုတွေ့ရှိခဲ့ ာဖြစ်ပါတယ်ရှင်။တရားလေးပေါ်တော်မူတဲ့ခါကျတော့ကျွန်တော်ဗုဒ္ဓဘာသာရဲ့ထုံးစံတိုင်းပဲတရားကြီးညိုစွာဖြင့်သူပိမဲငါပိမဲသူ့အိမ်ငါအိမ်ပင်ဆောင်ကြပါတယ်။ပင်ဆောင်တဲ့ခါမှာဖခင်ကတော့ကျွန်တော်ရဲ့အတုမရှိတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုရည်မှန်းပူဇော်ထုလုပ်ထားရဲဆိုပေမဲ့ဖခင်မှာပါလာတဲ့အဆိုင်ရပိုင်ရအဆောင်အလျှောက်တွေက နဲ့ပတ်သက်ပြီးတော့ဗောနော်အိမ်ဒီမှာထားလို့အဆင်မပြေဖြစ်ခဲ့တာကြီးကြုံခဲ့ရပါတယ်။ဟိုနေ့တူစွာပဲဖုံဖုံเจ้าနေမှာပြင်ဆောင်ထားတဲ့အခါမှာလည်းအိမ်မက်ပေးတာလေအဆောင်အရှောက်တွေကဒီမှာအဆင်မပြေเจ้าပြောတာတွေဗောနော်ကြုံတွေ့ခဲ့ရပါတယ်။အဲဒီခါကျမှဆရာဖျားကြီးကဒီဖျားကိုဘယ်နေရာရရှိပါလဲရရှိရမူလနေရာမှာပြန်လည်ပြင်ဆောင်မှသာအဆင်ပြေမယ်ဆိုပြီးတော့ဒီလေကွင်းထဲမှာယာယီเจ้าဆောင်လေးဆောက်လုပ်ပြီးတော့အမိုးလေးနဲ့ပြန်လည်တည်ထားကိုးကွယ်ခဲ့ကြပါတယ်။လာနေရာမှာပြန်လည်ပြင်ဆောင်တော့မှသာအလုံးအဆင်ပြေချုံးဝေသွားပြီးတော့ယခုနေရာဒီတာသနာနေမြေဖြစ်မယ်ဆိုပြီးတော့ဆရာဖျားကြီးများကလည်းပနက်ရိုက်လို့ သာသနာနယ်မြေတည်ထောင်ဖို့အတွက်ပြုလုပ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာမှတွန်ဒီပေါင်းကြောင်ကြောင်ဆရာဖျားကြီးကြောက်ရွံ့လာတဲ့ကြုံကြိုက်ပြီးတော့ဆရာဖျားကြီးကဖျားကိုဖူးမြင်ပြီးတော့ပထန်းဆံမြောင်းကိုတစ္ဆာအတိတ်ထံပြုမြစ်တာပို့ပြီးတော့ဤနယ်မြေမှာသာသနာနယ်မြေဖြစ်1985ခုနှစ်မှာစတင်ပနက်ရိုက်လို့ဖျားစီဒီမြတီထားပူဇော်ခဲ့ပါတယ်ရှင်။ ဒီဝင်းထဲမှာတတဌာနဆိုပြီးတော့ခொဏဌာနဖျားစီတွေလည်းတည်ထားပါသေးတယ်ဒီဖျားစီတွေဟာဆိုလို့ရှိရင်အိန္ဒိယမှာရှိတဲ့ပုံစံတူဖြစ်ပြီးတော့ဆရာဖျားကြီးကအိန္ဒိယကိုတခါမှရောက်ပူးခြင်းမရှိဘဲနဲ့အာယုံမှာပေါ်တဲ့အတိုင်းသာရေးဆွဲပူဇော်ထားတယ်လို့လည်းသိရှိရပါတယ်ဒီတဌာနနေမင်းနဲ့ဆက်ဆက်ပြီးတော့ပဋ္ဌာန်းဆက်ရှိတဲ့သူတွေကိုဒါအိမ်မက်ပေးတဲ့အတွက်ကြောင့်လာရောက်လှူဒါန်းတာတွေထူးခြားမှုတွေလည်းအများကြီးရှိနေတယ်လို့သိရှိရပါတယ်ယခုပေါ်ရမူဖျားလေးနဲ့ဆက်ဆက်ပြီးတော့ဒီဖျားဝင်အတွင်းထဲမှာနောက်ထပ်တည်ထားတဲ့ ဖားထမ်းထားတဲ့ပုံစံပေါ့နော်ဇေဒီတည်ထားတဲ့ကံပွင့်ဖះအများတိကြတဲ့ဖားဖះရဲ့အကြောင်းနဲ့တကွာဖះဖူးဗီဒီယိုလေးကိုလည်းနောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်တင်ထားပေးပါမယ်ရှင်ကျော် TikTok အကောင့်ထဲမှာဝင်ကြည့်လို့ရပါတယ်နောက်ထပ်ဒီဝင်းထဲမှာရှိတဲ့ထူးခြားတဲ့နတ်မီအကြောင်းရဲ့အကြောင်းလေးပြောပြပေးပါဦးမယ်နော်